ီနေ့မေလာ9ရက်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့၄နှစ်ပြည့်မွေးနေ့ဖြစ်တယ်။ရဲဘော်တို့အားလုံးလည်းဒီနေ့ဒီရက်ကိုသတိတရားနဲ့အလေးအမြတ်ရှိကြလိမ့်မယ်လို့ယုံကြည်တယ်။ဒေါ်လာရေးဆိုတာတိုင်းစားမရှိတဲ့အခက်ခဲတွေကိုကြုံဖြတ်ရင်ငါတို့မျော်မှန်းတဲ့နိုင်ငံကြီးပန်းနိုင်ကို ရောက်သွားဖို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်။ငါတို့မှာစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတဲ့တမတော်တရားအဆင့်ဆင့်သောအမိပေးအမိန်နာခံမှုကောင်းတဲ့တမတော်တရားဉာဏ်ပညာနဲ့သူရတ္တိပြည့်ဝတဲ့တမတော်တရားရှိထားပြီဆိုရင်ဒီတော်လိုင်းကြီးမအောင်ပါစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလို့ရတယ်။အခုလို PDF တမတော်ထူထောင်နိုင်အောင်ရက်တည်နိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ကူညီဆောက်ရှောက်ပေးခဲ့တဲ့တော်လံပြည်သူများ မဟာမိတ်တော်လံရေးဖွဲ့အစည်းများအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းပေါ်ပြလိုခဲ့ပြည်သူဒေါ်လာစစ်အတွင်းအသက်ဆုံးလူခဲ့တဲ့အာဇာနည်တွေကိုလက်အင်ကပေးဆက်ခဲ့တဲ့သူရဲကောင်းတွေအားလုံးကိုလည်းဒီရက်မြတ်မှာပြုညွတ်ပုံပြလိုက်ပါလေ PDF လေးနှစ်ပြည့်အကျိုးဝိနည်းလက်ဆောင်ဖြစ်အညာကရဲဘော်တွေကအင်းတော်မျိုးကိုရယူပေးခဲ့တယ် ီမွေးနေ့လက်ဆောင်အတွက်အညာ PDF တွေနဲ့မဟာမိတ်အဖွဲ့တွေအားလုံးကိုအထူးကျေးဇူးတင်ရတယ်။ဟင်းတော်အောင်ပွဲဟာ PDF တက်မတော်အတွက်သမိုင်းဝင်အောင်ပွဲလည်းဖြစ်တယ်။ဒီအောင်ပွဲကတော်လိုင်းရှိခီးအတွက်နမူနာယူစရာသင်္ကန်းစာယူစရာအတွေ့အကြုံကောင်းတွေပြီးခဲ့တယ်။အခုလို PDF တက်မတော်အောင်ပွဲဆင်နိုင်ခြင်းမှာအရေးကြီးတဲ့အခြေခံအကြောင်းတနည်းအားဖြင့်အားတာကျဲ့ အ ਨੇ ဆုံး၃ခုရှိမယ်လို့မြင်တယ်တမြေပြင်ပိုင်ဆိုးမှု PDF ရဲဘော်တွေရဲ့အရေးကြီးတဲ့အာသာချက်ကမြေပြင်ပိုင်ဆိုးမှုဖြစ်တယ်ဒီအာသာချက်ကလည်းနေချင်းညာချင်းပေါ်ပေါက်လာခဲ့တာတော့မဟုတ်ဘူးတို့ရဲဘော်တွေအနေနဲ့ကွက်ပြေမဟာပြူအောက်မှာပြည်သူခုခံတွန်းလှန်စစ်ကို၃နှစ်ကျော်မဆုံးမနဲ့ဆင်နွှဲခဲ့တဲ့ရလဖြစ်တယ်နေရာအတိုင်းမှာရန်သူမလုံနိုင်အောင် ထိ ंछ ုပ်တုံတော်ထားနိုင်ခဲ့ကြပြီဒီသုံးနှစ်ကျော်အတွင်းရေပြင်ထောက်ဖို့လမ်းကြောင်းအားလုံးကိုစုမှုထိ ंछ ုပ်ထားပြီးဖြစ်တဲ့အတွက်ယူသိမ့်တိုက်ပွဲကိုစိတ်တိုင်းကျဆင်နွှဲနိုင်ခဲ့တယ်ရန်သူဖို့လူလက်နဲ့ရိတ်ခါရေပြင်ကနေ ထောက်ဖို့လုံဆောင်နိုင်စွာလုံးဝကင်းမဲ့သွားခြင်းဟာသူ့အနေနဲ့ရေရှည်တောက်ခံဖို့ဖြစ်နိုင်တော့ပဲနောက်ဆုံးလက်နဲ့ချ ညံ့ခံရတာဖြစ်တယ်။နေ့ပြည်သူလူထုထောက်ခံပါဝင်စစ်ကောင်စီတပ်သားတွေအမင်းတလို့အတွက်ကြောင်းကြနေရခြင်းမှာ PDF ရဲဘော်တွေစိတ်ဖြောင်းပြောင်းမပူမပင်တိုက်ပွဲဝင်နိုင်မှုချက်ပြုတ်ကျွေးမွေးရတာဝင်ပြည်သူတွေကခံခဲ့ကြတာဖြစ်တယ်။ပြည်သူထောက်ခံပါဝင်မှုတဲ့သူ PDF ပကဖပအဖပလဖနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာစစ်စင်ရေးတာဝန်ကိုလက်တွဲညီညီထမ်းခဲ့ကြတာလေဒီအောင်ပွဲကပေးတဲ့စံတမူလာကောင်းဖြစ်တယ်၃ရေရှည်တောက်ခံနိုင်စွာအင်းတော်မျိုးသိန်းတိုက်ပွဲကို ရှစ်လကြာဆင်နွှဲခဲ့ရတယ်ဆိုတာတော့ရဲဘော်တို့သိပြီးဖြစ်လိမ့်မယ်ဒီစစ်စင်ရေးအတွက်ဆုံးဖြတ်ပြင်ဆင်ရတဲ့ကာလပါထက်တော်ရင်အနှစ်တင်းတင်းကြာခဲ့တယ် နောက်ဆုံးဒီတိုက်ပွဲကိုအဆုံးဖြတ်ပေးတာကတော့ဘယ်ဘက်ကပုံတောက်ခံနိုင်စွမ်းရှိတယ်လဲဆိုတဲ့အချက်ဖြစ်လိမ့်မယ်။ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်တစ်ဖက်လုံးမှာအခက်အခဲတွေရှိကြတယ်။အထူးသဖြင့်ရုပ်ပိုင်းစိတ်ပိုင်းပင်မဆင်းရဲမှုတာကိုရင်ဆိုင်ခဲ့ကြရတယ်။သို့တော့ PDF ရဲဘော်တွေပို့တော့ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုရရှိထားရုံမကငါတို့ဟာ အတရားမှုကိုတွန်းလှန်ရင်တရားသောစစ်ကိုရှင်နှွဲနေကြတာဆိုတဲ့အသည့်ကအောင်ပွဲရသည့်အထိတောက်ခံဖို့ခွန်အားကိုပေးခဲ့တယ်။အခုငါတို့လက်ထဲရောက်နေတဲ့တတ်မခုံခုံတတ်မမှုအပါဝင်ပုံမှန်တွေကလည်းသူတို့ရဲ့နောင်သားကို ဖွင့်ဟဝေခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထက်ဝင်ဖို့ကတိပြုကြတယ်။ စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကို အမြန်ဆုံးစွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာစွန့်လွတ်နိုင်ပဲဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးလိုတယ်အကြမ်းဖက်စစ်ကောင်စီဖို့ နေမြင့်လေယူရင်လေဆိုသလိုပဲအခုဆိုရင်အရက်သားတွေကိုပြစ်မှတ်ထားတဲ့လေရောင်းတိုက်ခိုက်မှုတွေကိုစိုးစိုးဝါးဝါးကျူးလွန်လာတာတွေ့ရတယ်။ပြည်သူကိုကာဝယ်ဆောင်ရှောက်ဖို့တာဝန်ယူထားတဲ့တပ်မတော်ဖြစ်တဲ့အားလျော်စွာ PDF ရဲဘော်တွေအနေနဲ့ပြည်သူတွေလေရောင်းအန္တရာယ်ကင်းဝေးဖို့လိုအပ်တဲ့ကြိုးရင်ပြင်ဆင်မှုတွေအဆက်မပြတ်ရီပင်းနှိုးဆော်မှုတွေပိုပြီးအားဆိုင်ဆောင်ရွက်ကြဖို့တိုက်တွန်းတယ်။ တလောကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်စစ်ကောင်စီရဲ့ပြည်သူအပေါ်စေတနာမဲ့မှုစွမ်းဆောင်ရည်မဲ့မှုအင်အားချိနဲ့မှုဟာမဖုံးနိုင်မဖိနိုင်ပေါ်လာတယ်။သူ့ရဲ့ဒီအားနည်းချက်တွေကိုဖုံးကွယ်ဖို့ငလင်ဒံသိပ်ပြည်သူတွေအပေါ်မျက်ကွယ်ပြုပြီးလေကြောင်းကြမ်းဖက်မှုကိုတိုးပြီးကျူးလွန်လာတာလည်းဖြစ်တယ်။ဒီချိန်ဟာအကြမ်းဖက်စစ်ကောင်ဆောင်ရဲ့ပြပခီးစင်များပြီးနဲ့လဲတိုက်ဆိုင်နေတယ်။ ခုဆိုရင်မြမအေးဟာကဘာခင်းကျင်းတယ်လေဆက်ဆက်လာပြီပြည်သူတွေရဲ့စန္ဒသဘောထားကိုလစ်လျူရှုပြီးမြမပြည်ပေါ်ဩဇာလွှမ်းဖို့ကိုကျော်စီဝါအမျက်ထုတ်ဖို့ကြံရွယ်ခြင်းနဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတို့ရှိလာတယ်ဆိုတာကိုလည်းတတိကြီးထားပဲ PDF တက်မတော်ဖို့တော့မရွယ်မစောင်းကိုလမ်းကြောင်းကို အာကောင်မောင်းတာဆက်လက်ကြည်တက်ကြဖို့ပဲဖြစ်နေတယ်။အင်းတော်အောင်ပွဲကိုပြန်ကြည့်ရင်ကောက်ခံနိုင်စွာကအဆုံးဖြတ်ဖြစ်ခဲ့တယ်။ပြည်ရဲ့ပြဲပေါ်တူးချင်းအနေနဲ့လည်းစိတ်ရှည်ဖို့ဇွဲကောင်းဖို့ဘလို့ခက်ခဲမျိုးကြုံစီကြံ့ကြံ့ခံဖြတ်တန်းဖို့လိုအပ်တယ်။အင်းတော်အောင်ပွဲဤလူဒေါ်လာရင်းတစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့ကောက်ခံနိုင်စွာကပဲအဆုံးဖြတ်ပြီးလိမ့်မယ်။ ငါတို့မှာငုံမြက်တဲ့ဒီမှန်းချက်ရှိတယ်။ငါတို့မှာကိုယ်နှုတ်နှလုံးနဲ့ထောက်ခံပါဝင်နေတဲ့တော်လံပြည်သူတွေရှိတယ်။ငါတို့မှာနိုင်ငံနဲ့တပ်ဖြတ်နေရာယူထားတဲ့တော်လံရေးရဲဘော်တွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ဆက်လက်ညှင့်တင်ကြရမယ်။ငါတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေကိုဤမျိုးစုံနဲ့ဆက်လက်ဖြည့်ဆည်းကြမယ်။ PDF တက်မတော်တဲ့မဟာမိတ်ကြီးပိုချစ်ကြီးပိုစီလုံးပိုဟန်ချက်ညီပြီးတနိုင်ငံလုံးတိုင်းတာနဲ့အဟာပြူဝမြောက်တိုက်ပွဲဝင်ရရင်အဆုံးသတ်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရားလုံးအတွက်ဖြစ်လိမ့်မယ်လို့ယုံကြည်တယ် PDF တက်မတော်အတော့ရှိပါလိမ့်ပြည်သူတော်လှန်ရေးမုတ်ချအောင်ရမည်